အလုံးမင်းမင်္ဂလာပါအခုကစောက်အစ်စ်လေးရေးထားပြီပေါ့နော်ဗာစောက်လေးလေးဆိုရင်ကျုကန်ချဲလဲလုံးမှုလို့ဈေးရှိတဲ့စိတ်ထားမကောင်းသူလူကြီးပတ်များနဲ့ဆက်ဆံနေဆိုကောင်းစင်ပေါ့နော်ကောင်းစင်ရတော့လည်းနေတော့ကျန်သွားတယ်ပေါ့နော်ဒါပေမဲ့အဓိကရေးထားတဲ့အကြောင်းအရာတွေကတော့စိတ်ပညာဆောင်ပါးတွေပဲဖြစ်ပါတယ်။ဒါဒီထဲမှာဆိုရင်စိတ်ကျမ်းမာရေးနဲ့တဆိုင်တဲ့ဘယ်လိုခေါင်းစဉ်တွေပါလာမလဲဆိုတာကိုသိရမှာဖြစ်ပါတယ်။ အဲကျေးဇူးအပြည့်ဆိုရင်ဒီမှာအပိုင်း၄ပိုင်းအပိုင်း၄ပိုင်းနဲ့ဖွဲထားပြီးတော့ခေါင်းစဉ်ခွဲတွေက69ခုလောက်ရှိပါတယ်။ဒါဆိုရင်ဒီဟာကိုဖတ်ကြည့်ကြရအောင်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေမှာဘယ်လိုစိတ်ပန်းစင်ရာပြဿနာတွေရှိနိုင်မလဲဆိုတာကိုသိရမှာဖြစ်ပါတယ်။ဆိုဒီလိုမျိုးစိတ်ကျမ်းမာရေးနဲ့တက်ဆိုင်တဲ့စောင်းပါးတွေစောင်းတွေကလူတိုင်းဖတ်တင်နေပေါ့နော်။အော ဖတ်နေတဲ့ ਨੇ ဒီကျမတို့ဒီနိုင်ငံမှာကျတော့စိတ်ပညာဇာအုပ်စိတ်ပိုင်းဆိုင်ရာဇာအုပ်တွေဖတ်ရင်ပဲဟောဒီလူဟာနည်းနည်းဟောချွင်းချက်ရှိနေတဲ့လူလူမျိုးသတ်မှတ်ခံရတယ်ပေါ့နော်ဆိုတော့ဒါတွေကတကယ်လေးလာတဲ့ ਨੇ လူမှုလူမှုအတိုင်းဝိုင်းမှာလေးလာတဲ့ ਨੇ အကြောင်းအရာတစ်ခုဖြစ်တယ်ပေါ့နော်ဆိုအပိုင်းက၄ဘိုင်းကြီးတော့ခွဲထားတယ်ဆိုအဲ့ဒီထဲကနေဒီမှာအဲတစ်ခုလေးကိုအရင်မိတ်ဆက်တဲ့သဘောနဲ့ရွေးထုတ်လိုက်မြေပေါ့နော် ဲ့ဒါကတော့စိတ်ယောဂဖြစ်ရတဲ့အကြောင်းရင်းများဆိုတဲ့ခေါင်းစဉ်ကိုရွေးချယ်လိုက်ပါတယ်ဆိုတော့ဒါဆိုရင်ဘယ်လိုလဲဆိုတာကိုနားထောင်ကြည့်ကြရအောင်နော်ဒါဒီခေါင်းစဉ်လေးတွေကိုဒီဆောင်းတအုပ်လုံးကြီးပါဘောနော်အခုထားကိုရွေးချယ်လိုက်တယ်ဆိုတော့အားလုံးကိုဒီဆောင်းနဲ့ပတ်သက်ပြီးတော့ဖြစ်နိုင်တယ်များပါဘောနော်နားထောင်စီခြင်းနဲ့ပေါ့နော်ဟုတ်ပြီဒါဆိုရင်ခေါင်းစဉ်လေးကိုဖတ်ပြပါမယ်စိတ်ယောဂဖြစ်ရတဲ့အကြောင်းရင်းများစိတ်ယောဂဘာကြောင့်ဖြစ်ရတယ်လဲ အကြောင်းရင်းတစ်ခုတည်းကိုအတိအကျပြောဖို့ခပ်ပါတယ်အထွေထွေအကြောင်းမျိုးစုံရှိနိုင်ပါတယ်အခြေခံအကြောင်းရင်း primary cause ဆိုတာကတော့အဲ့ဒီအကြောင်းရင်းမရှိဘဲနဲ့စိတ်ရောကောင်မဖြစ်နိုင်တဲ့အချက်ပါဥပမာကိုယ်အကြောင်းရင်းကံအကြောင်းရင်းမျိုးပေါ့ syphilis ပိုးအုံနောက်ထဲရောက်လို့ general paralysis ဆိုရက်စိတ်ဖောက်ပြန်တဲ့ယောဂါဟာ syphilis ပိုးအုံနောက်ထဲမရောက်ဘဲဒီယောဂါမဖြစ်နိုင်ပါဘူးပင်ကိုယ်တက်ခံအကြောင်းရင်း despising court ဆိုတာကတော့ယောဂဖြစ်လာတဲ့အတွက် lanking ပေးထားတဲ့အကျိုးတက်ခံရှိနေတဲ့အခြေအနေဖြစ်ပါတယ်။စိတ်ကြောင်းရင်းကအကြောင်းရင်းတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဥပမာကလေးကိုမိဘကဂယုမဆိုင်ပဲပြစ်ပယ်ထားတာနောက်ပိုင်းဘဝအခြားသူများနဲ့ဆက်ဆံရမှာအခက်အခဲဖြစ်စေဖို့ကြိုတင်လန်းခဲ့ပြီးတဲ့ပင်ကိုတက်ခတ်အကြောင်းရင်းဖြစ်ပါလိမ့်မယ်။ရုတ်တရက်တွန်းပို့လိုက်တဲ့အကြောင်းရင်း precipitating cause ဆိုတော့ဆေးရောဂါဖြစ်ဖို့မီးမွှေးပေးလိုက်တဲ့ရုပ်တရက်ဖြစ်လာတဲ့အခြေအနေဖြစ်နေပါတယ်။ပင်ကိုဓာတ်ခံညံ့သူအတွက်ရည်စားကပြစ်ဆောင်မိုးပဲကြအိမ်မီးလောင်မိသားဝင်မိသားစုဝင် ဆုံးရှုံးစတဲ့အကြောင်းတွေဟာအမတ်ပဓာမြေလူဖြစ်အောင်တွန်းပို့လိုက်တဲ့စိတ်ထိခိုက်မှုဖြစ်စေတဲ့အချက်တွေဖြစ်နေပါတယ်။အားဖြစ်ပေးတဲ့အကြောင်းရင် rainforcing cause ဆိုတာကတော့လက်ရှိဖြစ်နေတဲ့ဆန်လွဲအပြုအမူကို ဆက်ဖြစ်နေဖို့ထိန်းပေးထားတဲ့အခြေအနေတည်းရဖြစ်ပါတယ်။ဥပမာလွန်ခဲ့တဲ့အာယုံစိုက်ခံရတာလူနာနေမကောင်းချိန်မှာဒီအချက်တွေဟာဇီဝဗေဒဆိုင်ရာအကြောင်းရင်းစိတ်ဆက်ဆံရေးဆိုင်ရာအကြောင်းရင်းလူမှုရင်းကျေးမှုဆိုင်ရာအကြောင်းရင်းတွေနဲ့ဆက်ဆက်ပတ်သက်နေပါလိမ့်မယ်။ဇီဝဗေဒအကြောင်းရင်း biological factors တွေထဲမှာမျိုးရိုးဗေဒချွေးနေတာခန္ဓာကိုယ်ဖွဲ့စည်းမှုချွေးနေတာ ရုပ်ပိုင်းဆိုင်ရာမပြည့်စုံချို့တဲတာအုံနောက်ချော်ရင်တာစတာတွေပါဝင်နိုင်ပါတယ်စိတ်ဆက်ဆံရေးဆိုင်ရာအကြောင်းရင်း psychosocial factors တွေအနေနဲ့ကတော့ကလေးဘဝဒဏ်သင့်အတွေ့အကြုံရခဲ့တာယောဂဗေဒဆန်တဲ့မိဘနဲ့ကလေးဆက်ဆံရေးရှိတာယောဂဗေဒဆန်တဲ့မိသားစုဖွဲ့စည်းပုံရှိတာပြင်းထန်တဲ့စိတ်ဖြစ်စည်းမှုကြုံတာစတဲ့အချက်တွေဖြစ်ပါတယ်လူမှုရင်ကျေးမှုဆိုင်ရာအကြောင်းရင်း social cultural factors တွေအနေနဲ့ စစ်ပွဲနဲ့အကြမ်းဖက်မှုတွေတွေ့ကြုံရတာအုပ်စုမလုံးမုံထားစိတ်နဲ့ခွဲခြားဆက်ဆံခံရတာစီးပွားရေးနဲ့အလို့အကိုင်းပြဒနာနီးပညာနဲ့လူမှုအပြောင်းလဲများရင်ဆိုင်ရတဲ့စတဲ့အချက်တွေလည်းပါဝင်ပတ်သက်နိုင်ပါတယ်။ဒါတွေကတော့စိတ်ရောဂါဆန်လွဲအပြုမှုတွေဖြစ်စေနိုင်တဲ့အထွေထွေအကြောင်းရင်းတွေဖြစ်ပါတယ်။ဒေါက်တာမြင့်လေစိတ်ပညာဆိုဒီဆောင်းမိတ်ဆက်ကလေးကတော့ရိုးရိုးရှင်းရှင်းလေးပဲပေါ့နော်။ ဘယ်လိုဖြစ်နိုင်လဲဆိုတာကိုပြောပြတော့ဖြစ်ပါတယ်အာသူပြောပြတဲ့ note အချက်ဆိုရင်တော့အာချက်လက်3ချက်အမ်3ချက်ဒီချက်နဲ့ပြောပြတော့ရေပေါ့နော်အဲ့ဒါပါလေဆိုရင်အခြေခံအကြောင်းရင်း primary cause and then ရုပ်တရက်တွန်းပို့လိုက်တဲ့အကြောင်းရင်း precipitating cause ရုပ်တရက်တွန်းပို့လိုက်တဲ့အားဖြစ်ပြီးတဲ့အကြောင်းရင်း reinforcing cause ဒီဘက်ပေတဲ့အကြောင်းရင်း biological factors ။ဒါဆိုရင်ဒီရဲ့သဘောတရားတွေကိုနားလည်လောက်ပြီးလို့ထင်ပါတယ်။အဲ့တော့ဒါလေးကတော့စောင်းမိတ်ဆက်အနေနဲ့အဲဆေယောဂဖြစ်စေတဲ့အကြောင်းရင်းတွေကိုပြောပြလိုက်တာဖြစ်ပါတယ်။ဆိုတော့နောက်ထပ်ဘလို့ကောင်းစင်မီလာမလဲဆိုတော့အားလုံးနားထောင်ကြည့်ကြရအောင်ပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်တံမိုးရှိတဲ့အဲခေါင်းစင်လေးတွေဖတ်ပြပါမယ်